လက်ရှိပန်းနာနှစ်ရက်တွင်ပြည်ပသို့ပဲမျိုးစုံတန်းချင်းတိတရမ83တန်းတင်ပို့ရန်ရာထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိဘန်နာနှစ်ဖြစ်တဲ့2025-2026ဘန်နာနှစ်အတွင်းပြည်ပသို့ပဲမျိုးစုံတန်းချင်းတိတရမ83တန်းတင်ပို့ရန်ရထားထဲလို့မြန်မာနိုင်ငံပဲမျိုးစုံပြောင်းနှင်နှမ်းကုန်တဲ့များအသိမှသိရပါသည် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာဘဲမျိုးစုံတန်ချိန်နှစ်သရမတစ်လေးတန်တင်ပို့နိုင်ခဲ့ပြီးပို့ကုန်ဝင်ဝေအမေရိကန်ဒေါ်လာတစ်သရမ၈နှစ်ဘီလီယံရရှိခဲ့တယ်လို့ဆိုပါတယ်။ယခုဘဏ္ဍာနှစ်မှာတော့ဘဲမျိုးစုံတန်ချိန်တစ်သရမ၈၃တန်တင်ပို့ဖို့ရထားပြီးဒီလိုတင်ပို့မှုကသစဉ်ပို့ကုန်ဝင်ဝေအမေရိကန်ဒေါ်လာတစ်သရမ၅ဘီလီယံခန့်ရရှိဖို့ရှိမှန်းထားတယ်လို့သိရပါတယ်။ တရုတ်နယ်ဥရောပဈေးကွက်ဝဲလဝရရှိနေတဲ့ပဲမျိုးစုံကိုအိန္ဒိယဈေးကွက်ထံအထူးကထားတင်ပို့လျက်ရှိတယ်လို့သိရပါတယ်ဒီတွင်ပဲဆိုင်ပြုံးမှုဟာတနိုင်ငံလုံးရဲ့လေယာထွက်ပစ္စည်းထွက်ရှိမှုရဲ့33ရာခိုင်နှုန်းအထိစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီးမပဲပဲဒီစိန်ပဲစိန်ကိုများဖြစ်ပြီးပဲလွန်မြေထောက်ပဲသောဖတ်ပဲပဲရှင်ကလပ်ပဲပဲဘုံစရောပဲထို့ကိုအ धिक ထားစိုက်ပျိုးလျက်ရှိတယ်လို့သိရပါတယ်ရှင်။